ူ့ကိုရှိတဲ့ဆံမှာကိုသဘောတူရလူလည်းရှိခဲ့တာပေါ့နော်။ဒါပေမဲ့ तू အာဒီဘူးကြီးပဲလှုပ်ရှင်နေတာ။မစင်ရ तू ကအလှပအောင်အမြင်နဲ့ကျွန်တော်အမြင်ပြောမယ်ဆို तू အလှပအောင်အမြင်နဲ့ထင်းတဲ့အတွက်သူ့အပေါ်မှာကျွန်တော်ကျင်းနေပါတယ်။ဝက်စားဝက်မဲ့ဆိုလို့ရှိရင်လည်းတိုက်ရတိကြတာ तू ဝတ်တယ်။ကိုင်းနဲ့လိုက်တဲ့လက်ဖက်တဲ့အဝမျိုး तू ဝတ်တယ်ဝတ်စင်တတ်တယ်ယူချတတ်တယ်။နောက်ကတခါတလေသူ့ရဲ့အဲကိစ္စတော်တော်များများလဲကျွန်တော်တို့တိုင်ဝင်ရင်ဖွင့်ပြောရတာကြီးလည်းရှိပါတယ်ကျွန်တော်တို့ကလည်းသူ့အကြံပေးပေါ့အဲအဲ့လိုမျိုးလေးရှိပါတယ် ူကလေအချက်တွေအများဆုံးခံရတယ်မင်းသားဒါပေမဲ့အဲသူကတော့အလုံးညပေးတာပေါ့တယောက်တည်းချင်းတယောက်တည်းဖြစ်နေမှာဆိုတော့အကောင်မညပေးတာအဲသူရှိတဲ့ဆံမှာကိုသဘောတူရလူလည်းရှိခဲ့တာပေါ့နော်ဒါပေမဲ့သူအာဒီဘူးကြီးပဲလုံချင်နေတာအမှန်တော့ဟိုပေါ့ဟိုလုံခဲ့တဲ့လောက်လည်းအများကြီးလက်ချင်းနော်အဲ့ဒီချင်းလောက်ကဆိုလို့ရှိရင်အကုန်လုံးတညီတဲ့ထွက်တဲ့အတန်တန်ရှိတယ်လုံခဲ့တဲ့ရှင်းနေကို20နှစ်လောက်ကပေါ့ ကစူရောမဆင်းတော့ကိုရဲတော့ကိုကိုမောင်တော့ဘောနော်ပြောရလို့ရှိကိုမလည်းပူကြသူဘောနော်ဟာအင်းမပြူတာရန်ကောင်းနေဆိုတော့တကြီးလေးထွက်လာကြတယ်ဘာလို့လဲဆိုတော့သူလည်းအဲ့အချိန်မှာသူခံစားရတော့ရှိမှာဘောနော်အဲ့တော့အခုနေနေကအဲ့အချိန်မှာလွတ်လပ်တဲ့လူဖြစ်နေတာဆိုတော့လေသူနေကအဲ့အချိန်မှာဘလူမျိုးရင်းဆိုင်နေရလဲတော့မသိဘူးအဲ့အချိန်မှာအကုန်ကြီးဆက်အတန်ထွက်လာတာစိတ်ပြစ်ပါဘူးဟာဒီလူပဲနေဒီလူပဲနေဆိုတာလူပဲနေတာလည်းတခုကောင်းလို့မကောင်းတဲ့ချက်တွေလည်းရှိပါတယ်မကောင်းတဲ့ချက်ကအများကြီးမဟုတ်ပါဘူးလို့အထီးကျန်တာပါပဲ အထူးကျန်တာပါတခုဆိုတိုင်ပင်မတိုင်ပင်ပဲမရှိတာတခုဆိုလို့ရှိရင်အဲတချို့ကိစ္စမျိုးတိုင်ပင်ခြင်းနဲ့လူမျိုးကိုရွေးချယ်တဲ့အခါမှာခက်ခဲတဲ့အခါမျိုးတွေအဲအဲ့လောက်ပဲရှိပါကျွန်တော်အကုန်လုံးလွတ်လပ်ပါတယ်လွတ်လပ်ပေါ်ပါပါတယ်မစင်ကသူကအလှပအောင်အမြင်နဲ့ကျွန်တော်အမြင်ပြောမယ်ဆိုသူကအလှပအောင်အမြင်နဲ့ထင်းတဲ့အတွက်သူ့အပေါ်မှာကျွန်တော်ကျင့်နေပါတယ်ဝတ်စားဖို့မဲ့ဆိုလို့ရှိရင်လည်းတိုက်ရိုက်တိကျတာသူဝတ်တယ်ကိုယ်နဲ့လိုက်တဲ့လက်ဖက်တဲ့အဝမျိုးသူဝတ်တယ်ဝတ်စင်တတ်တယ်ရွေးချယ်တတ်တယ်နောက်တစ်ခုကတခါတလေသူ့ရဲ့ ိစ္စတော်တော်များများလည်းကျွန်တော်တို့တိုင်ဝန်ရင်ဖွင့်ပြောရတယ်လည်းရှိပါတယ်ကျွန်တော်တို့ကလည်းသူ့အကြံပေးပေါ့အဲအဲ့လိုမျိုးလေးရှိပါတယ်ဗျအဲအဲ့လိုမျိုးလေးပေါ့တခါလေးကျတော့အပြင်မှာထွက်တဲ့တဲ့တွင်နဲ့တကယ်ဖြစ်နေကြလားဆိုတော့သူ့လမ်းတီခေါင်းလို့ပြင်မှာသူ့တဲ့တွင်ထွက်တယ်ပေါ့သူလည်းကျွန်တော်အကြံပေးပေါ့အဲ့လိုမျိုးပေါ့တောင်းရောကပြောပြတာပေါ့အဲဘလူးနီဘလူးနီဘလူးထိုင်ဘလူးထိုင်ပေါ့အပြင်မှာဘလူးနံပါတ်ထွက်နေတယ်ပေါ့အဲ့လိုမျိုးလေးတွေပေါ့နံပါတ်ဆိုအပြည့်မဟုတ်ပါဘူးလူတွေကအဲ့လိုပေါ့ အဲထင်အောင်ထင်မားနဲ့ကုကီကြီးရဲ့ပူချက်စရာကောင်းတယ်လေသူထင်အောင်ထင်မားရဲ့အရန်ပြောတာဆိုတော့တင်းနဲ့တက်လာတဲ့တင်းနဲ့အပြင်နဲ့ဘာမှမဆက်အမားလို့အဲ့လိုဆိုတော့ဒီထားလို့ရအောင်ပေါ့နော်ဒီထားအောင်ထားလို့ရအောင်အဲ့လိုမျိုးတွေပြပြအရင်ကတော့လင်မယားပေါ့ဗျအခုလည်းလင်မယားတော့လေရဲတို့ရဲရပါတယ်တခါလေကျတော့အမားဖြစ်သွားလိမ့်မယ်အဲ့လိုမြမတော့ခံဖြစ်ဘူးနော်တခါဖြစ်ဘူးလို့ထင်တယ်မြမဖြစ်ဘူးလားအေးမောင်နမချူတီပြန်ရလားချူတီပြန်တယ် ဆုံးအစုံခန်းတွေကအဲ့လိုဒါလင်မယားဆုံးအစုံခန်းတွေလင်မယားတွေများပါလေဟုတ်နောက်ကမှအမနော်နောက်ကမှအမဘူကင်လောက်တာလားသူပါတယ်ကြာကြရည်နေကြတာပေါ့အမတို့လင်မယားဆိုလို့ရှိရင်လည်းအဲ့လိုပေါ့အစင်တန်းတစ်ခုရွေးချယ်ပြတာပေါ့နော်ဘယ်လိုအိမ်မျိုးမှရိုက်မလဲဆိုအဲ့အပေါ်မှာကြည့်ပြီးတော့မှဒီဇန်နယ်ဖက်တဲ့ဝစားမျိုးတွေအိမ်နေတဲ့သူဘယ်လိုလဲအပြန်ပြန်လန်ဘယ်လိုလဲအပြန်ထွက်မသူဘယ်လိုလဲရုံသွားရုံပြန်ကြောင်းသွားကြောင်းပြန်ဟိုမှာကုမ္ပဏီသွားကုမ္ပဏီပြန်ဒါမျိုးတွေကဘယ်လိုညှိပြညှိပြတယ်ညှိပြပြီးတော့ ်နိုင်စင်းသူဘာတွေဝတ်မလဲနိုင်တွဲစင်းဝတ်မလဲဘလို့ဝတ်မလဲပေါ့နော်အဲ့လိုမျိုးတွေညှိပြတယ်ပြီးတော့ဒက်လော့ပြောတဲ့အခါမှာလည်းအဲ့လိုမျိုးပေါ့ဇာဝန်နဲ့အန်ဝင်ဝင်ကြဖြစ်တဲ့ flow မျိုးတွေ item မျိုးတွေညှိပြပါတယ်အဲ့လိုမျိုးတွေများပြည့်စုံပြပါတယ်ကျွန်တော်တို့ဒီချိန်လေးအားပြီးတဲ့ခြေတဲ့ပြည့်တဲ့ဒီအားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆက်လက်ပြီးအားပေးပါလို့လည်းဒီတိုင်းအခန့်ညီပါတယ်